မိမမုံသောလင်းဆိုပြီးပူလေးတင်တဲ့အခါယောက်ျားမုံသောမရလည်းတင်ပြဖို့မကြမကြပြောလာကြလို့ဒီပူလေးကိုရသမျှရှာကြံပြီးတင်ပြလိုက်တယ်လောကမှာယောက်ျားများမနှိမ့်သက်တဲ့မရတွေလည်းရှိပါတယ်ဘယ်နှမျိုးလို့အတိအကျပြောဖို့တော့ခက်မယ်လူတွေကအကြိုက်တစ်မျိုးဆိုတာလည်းရှိတာကိုစာထဲမှာ တွေ့ဘူးတာတွေနဲ့ပေါင်းစပ်ပြရမယ်ဆိုရင် ယောက်ျားများမနှစ်သက်တဲ့မယားရှင်မျိုးထုတ်ပြလိုက်ခြင်းပါတယ်နံပါတ်1တခိုးနဲ့တူတဲ့မယားတဲ့ယောက်ျားတွေရှာဖွေထားသမျှပစ္စည်းများကို စီးတဲ့ရေဆဲတဲ့ကတဲ့စူဆောင်းမှုမရှိဘဲနဲ့သုံးဖြုံပြစ်တဲ့မိမမျိုးကိုမိဘကိုဆွေမျိုးကိုမိတ်ဆွေတွေကိုမတိအောင်က တမျိုးတိအောင်ကတသွဲခိုးဖို့တက်ပြီးတော့ယောက်ျားဘက်ကမိဘဆွေမျိုးမိတ်ဆွေတွေကိုတော့မပေးခြင်းနဲ့မိမမျိုး အဓိကကတော့ရှာဖွေထားသမျှရသမျှငွေကြေးကိုကုံအောင်သုံးဖြုံပြတ်တတ်တဲ့မိမမျိုးကိုယောက်ျားတွေစိတ်ကုန်တတ်တယ်။သူ့ကတော့တခိုးနဲ့တူတယ်မယားလို့ဆိုတယ်။နံပါတ်1အရှင်သခင်နဲ့တူတယ်မယားတဲ့။ကိုလင်သာကိုယောက်ျားကို ကြေးကျွန်းလို့သဘောထားပြီးမနာရန်ခိုင်းလူရှိမချောင် သူရှိမချောင်စူးဆဲငေါ့ငန်းနေတဲ့မိမမျိုးယောက်ျားရှာဖို့ရသမျှပက်ဆံကြတော့အကုန်တောင်းသိမ့် ဝမ်မိုးစေးဖို့လဖိုက်ဘူးလေးပြန်တော့တော့စူစူအောက်အောက်နဲ့အော်ငေါ့ပြီးမှပေးတတ်တဲ့မိမမျိုးအဲ့ဒီလိုမိမမျိုးကိုတော့အလုတ်ကိုမနာရန်ခိုင်းငွေတော့အကုန်သိမ်းမဝရည်စားပြန်ပေးတတ်တဲ့အဲ့ဒီလိုအရှင်သခင်နဲ့တူတဲ့မယားမျိုးကိုလေယောက်ျားတွေမနှစ်သက်တတ်ဘူးနံပါတ်3တူတာသမားနဲ့တူတဲ့မယားကိုလင်သာကိုယောက်ျားရဲ့ကိုစိန်တစ်ပါးကိုဆင်းရဲအောင်အမျိုးမျိုးအမြဲနှိပ်စက်နေပြီး ယောက်ျားတယောက်ရဲ့မာနကိုရိုက်ချိုးတာယောက်ျားတယောက်ရဲ့အစွမ်းစားတွေအားလုံးကို တုံးသွားအောင်လူညံတုံးသွားတဲ့အထိယောက်ျားတယောက်ရဲ့ဘဝကိုတပ်ပစ်တတ်တဲ့သူတသမားနဲ့တူတဲ့မယားအဲ့ဒီလိုသူတသမားနဲ့တူတဲ့မယားမျိုးကိုလည်းယောက်ျားတွေမနစ်သက်တတ်ဘူးနံပါတ်၄အပြင်ကိုမီးပွားစေတတ်တဲ့မိမကိုအိမ်နှွေးကိုလင်သားနဲ့ကိုရောက်ခမတွေရဲ့မကောင်းကြောင်းတွေနဲ့ ကိုအိမ်တွင်ရေးပြဿနာတွေကိုအိမ်တကာလည်းရှောက်ပြောတတ်တဲ့မိမမျိုးကိုယောက်ျားနဲ့ကိုယောက်ခမတွေရဲ့သိခါကိုကြောက်အောင်အိမ်တကာလဲပြီးလိုက်ချနေတတ်တဲ့မိမမျိုးတွေကိုလည်းယောက်ျားတွေမနှစ်သက်တတ်ဘူးနံပါတ်5အမှိုင်များသွန်းလာတတ်တဲ့မိမအိမ်ကအလုပ်တွေကိုတော့မလုပ်ခဲနဲ့အိမ်တကာလဲပြီးအိမ်အပြင်ကပြဿနာတွေကိုအိမ်နှွမ်းသေးဆောင်းလာပြီးပြဿနာရှားနေတတ်တဲ့မိမမျိုးကိုယ်ကိုယ်တိုင်ကလည်းအိမ်တကာလဲ အိမ်တကာကလူတွေကလည်းအိမ်ကိုခေါ်ပြဒနာဘောင်းဆောင်ကို အိမ်မှာပြောဆိုပြီးဒိုင်းအလိုက်ခံရရန်တွေဖြစ်နေဝန်းကျင်ရဲ့ပြဒနာအမှိုက်တွေကို အိမ်တိုက်လာတတ်တဲ့မိမမျိုးကိုလည်းယောက်ျားတွေမနှစ်သက်တတ်ဘူးသူကတော့အမှိုက်ပုံလို့မိမလို့ဆိုရမယ်နံပါတ်6ရုပ်ချောသည်ဖြစ်စေရုပ်ဆိုးသည်ဖြစ်စေတန်တန်ရှင်းရှင်းမရှိတဲ့မိမတန်တန်ရှင်းရှင်းမနေတတ်တဲ့မိမမျိုးကိုလည်းယောက်ျားတွေမနှစ်သက်တတ်ပါဘူး ဆင်းရဲသည်ဖြစ်စေမဆင်းရဲသည်ဖြစ်စေယောက်ျားတိုင်းကတော့တန်တန်ရှင်ရင်နေတဲ့မိန်းမတွေကိုနှစ်သက်တတ်ကြပြီးညင်ညစ်ပတ်ပတ်နေတဲ့မိန်းမမျိုးကိုလည်းယောက်ျားတွေမနှစ်သက်တတ်ကြဘူးငါဘခွန်းအလိုက်ကန်းဆိုမသိစကားများလွန်းတဲ့မိန်းမမနဲ့လင်းနာနဲ့တပြစ်တောက်တောက်နဲ့မနာရန်နာဘူးယောက်ျားအလုတ်ပြန်လာလဲနာဘူးညအိတ်ရောင်လဲနာဘူးသူဖြစ်ချင်တာသူရချင်တာကိုပဲသိပြီးတကူးစားစားနဲ့နာဘူးတတ်တဲ့မိန်းမမျိုးကိုလည်းယောက်ျားတွေ မနှစ်သက်တတ်ဘူးအဲ့ဒီမိမမျိုးကိုတော့ငကြီးကောင်လိုမိမလို့ဆိုရမယ်နံပါတ်၈ကံဆိုးတဲ့မိမကံနေမကောင်းတဲ့မိမကံဆိုးတဲ့မိမကံမကောင်းတဲ့မိမဆိုတာကံသုံးပါးမကောင်းတဲ့မိမကိုဆိုတာကာယကံလှုပ်တာကင်တာလည်းမကောင်းနေနေတာထိုင်တာကလည်းမကောင်းကြမ်းကြမ်းရမ်းရမ်းနဲ့တိမ်တိမ်မွေ့မွေ့မရှိဘူးဝစီကံအပျော်စုအဆူစုရမ်းရမ်းဆိုင်ဆိုင်ပြောကြမ်းကြမ်းထန်ထန်ပြော စူးစူးဆဲဆဲပြောတတ်တဲ့မိမမနှောကစိတ်နေစိတ်ထားလဲမကောင်းတဲ့မိမကိုလည်းယောက်ျားတွေမချစ်မနှစ်သက်တတ်ဘူးဒါတွေကတော့ယောက်ျားတွေမချစ်မနှစ်သက်တဲ့မိမတွေကို ရှင်မျိုးတော့ထုတ်ပြလိုက်တာပါဒီမိမရှင်မျိုးကိုကိုယ်တိုင်လည်းပဲကြပြားလေးတစ်ပုဒ်ဆက်ကြည့်လိုက်တယ်ကြပြားလေးကိုနားထောင်ကြည့်မယ်ခိုးသူအရှင် သူတက်တွင်နဲ့အပြင်းမီးပွားအမှိုက်များတွင်တန်ရှင်းမရှိများပြီစကား ကန်ဆိုးညားကယောက်ျားတကာမကြိုက်ရသည်တဲ့အားလုံးအမျိုးကောင်းသားအမျိုးသကောင်းသမီးဇနီးကောင်းလင်ကောင်းများဖြစ်အောင်ကြိုးစားအားထုတ်နိုင်ကြပါစေ။